တ်ရှင်များမင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့ထာဝရလှပမြမဂီတအစီအစဉ်တင်ဆက်ဖို့အချိန်ကြရောက်လို့လာပါပြီဒီနေ့အစီအစဉ်မှာမြမဂီတတွန်းရှိတီတန်ရေးနဲ့လူငယ်တွေကိုလက်ဆင့်ကမ်းအမွေပေးဖို့ကြိုးပမ်းနေတဲ့ဂီတပညာရှင်နှစ်ဦးရဲ့စကားသံတွေကိုနှာစင်ကြမှာပါအဲ့ဒီဂီတပညာရှင်နှစ်ဦးကတော့မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုမှဒုတိယဥက္ကဋ္ဌဖြစ်သလိုမြမသံတေးသချင်းမောင်များစွာကိုရေးဆက်တည်ကုန်းခဲ့တဲ့ဂီတစာဆိုကိုလွင်မြင့်နဲ့ မာဂီတာအစိုးပညာရှင်ကြီးစီတူဒေါ်တင်းတင်းမြတ်တို့ဖြစ်ကြပါတယ်မာဂီတာဒေသချင်းတွေဟာရှေးမြများလက်ထက်ကလေးကရေးသားထားခဲ့တဲ့ရှေးဟောင်းမြန်မာတချင်းကြီးများဖြစ်ပါတယ်ဒီနေ့ခေတ်ကာလမှာတေဂီတာအမျိုးအစားများစွာရှိနေတာကြောင့်ခက်ခဲနေနေပြီးတော့တန်ဖိုးရှိလာတဲ့မာဂီရတေးသချင်းတွေဟာနှစ်ကာလလွေလျားလာတဲ့အခါမှာထိမ့်သိမ့်မဲ့သူ နေပါသွားမှာကိုစိုးရင်ရတဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့်မဟာဂီတတချင်းကြီးတွေကိုစိတ်ဝင်စားအောင်သင်ကြားပေးသင့်တယ်ဆိုတဲ့အကြောင်းကိုလည်းမဟာဂီတအစိုးပညာရှင်စီတူတော်တင်းတင်းမြတ်ကအခုလိုပြောပြပါရရှင်။ ဒီသချင်းကြီးသချင်းကနေသင်ပေးတဲ့အခါမှာပေါ့လေသချင်းရဲ့အတိတ်ပဲကိုသူတို့နားလေသဘောပေါက်အောင်ပြောပေးရမယ်။နော်ဒီသချင်းလေးဟာဘယ်လိုကြောင့်ရေးတယ်ပေါ့။ဘလောက်အထိတန်ဖိုးရှိခဲ့တယ်။ဘယ်ခေတ်ကရေးတယ်။သင်တဲ့ဆရာတွေကဒီလိုပြောပြီးသူတို့စိတ်ဝင်စားအောင်သင်ပေးရင်ဒီကလေးတွေက ဟိုလေးလာလိုက်မယ်လိုက်စားလိုက်မယ်သင်ယူကြလိုက်မယ်လို့အဲ့လိုထင်ပါတယ်တချင်းရဲ့စလုံးတိုင်းစလုံးတိုင်းမှာအတိတ်ပဲလေးတွေရှိရဲ့နော်အဲ့တော့ဒီတချင်းရဲ့အတိတ်ပဲလေးဟာဒီလိုရှိတဲ့အတွက်ဒီတချင်းကဘလောက်အထိတန်ဖိုးရှိတယ်ဘယ်သူကရေးခဲ့တယ်ဘယ်သူဆိုတာမသိရင်လည်းဘယ်ခစ်လောက်ကပေါ်ခဲ့တယ်ဘယ်ခစ်မှရေးခဲ့တယ် အဲ့တော့ဓာရီဟာမြမမူမြမဟန်ဖြစ်တဲ့အတွက်ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေမိမိရဲ့လူမျိုးဂုံသိက္ခာအတွက်အမျိုးဘာသာသာသနာအတွက်ပေါ့နော်အဲ့တော့မြမရိုးရာယဉ်ကျေးမှု ကိုလူမျိုးကိုဘာသာကိုယဉ်ကျေးမှုကို ထိမ့်သိမ့်တဲ့အနေနဲ့သင်ယူသင့်တယ်လို့ထင်ပါတယ်။တချင်းရဲ့တရုပ်ဖော်လေးတွေပါသူတို့ကိုပြောပြပြီးတော့သင်မယ်ဆိုရင်တော့စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ဒီတိုင်းမက်ဒီရှင်ကဒီစီးနဲ့ဒီဝါနဲ့ဒီလိုဆိုရတယ်အတန်ဒီလိုထားရတယ်ဒီလောက်ပြောယုံနဲ့တော့ဒီခေတ်ကလေးတွေကဟိုသိစိတ်ဝင်စားမယ်လို့မထင်ဘူး။အဲ့တော့တချင်းရဲ့အဓိပ္ပာယ်တွေပေါ်လွင်အောင်တချင်းရဲ့တရုပ်ကိုပေါ်အောင်ပေါ့။ တဲ့ချင်းတယုတ်ဖုံလေးပေါ့ဒါဘဲဇာလန်းဘဲကွက်ကဘသူကဘာကြောင့်ဒီလိုရေးခဲ့ပြီးတော့ဘဲအချိန်ဘဲအခါမှာဘဲလို့ဆိုခဲ့တယ်ဒီလိုပြောပြနိုင်ရင်တော့သူတို့သင်ယူရလိမ့်မယ်လို့အဲ့လိုထင်ပါလေအမေဒေါ်တင်းင်းမြတ်ကသူငယ်စဉ်ကဂီတပညာကိုစိတ်ဝင်စားပြီးသင်ကြားခဲ့တဲ့အကြောင်းတွေကိုလည်းပြန်ပြောင်းပြီးတော့ပြောပြခဲ့ပါသေးတယ် အမေကခလေးဘွားတွေကပေါ့နော်၁၇နှစ်၁၂နှစ်လောက်တည်းကဒါအဲ့ဒီခေတ်ကလေဒီယိုခေတ်ပဲလေဒီယိုပဲရှိတယ် ဲ့တော့အဲ့ဒီလေဒီယိုနားထောင်တဲ့အခါမှာအမေကဒီသချင်းကြီးသချင်းကနေကိုပဲအမေနားထောင်တယ်စိတ်ဆန္ဒကိုကပေါ့နော်ကာလာဘော်တွေသိမ့်နားမထောင်ဘူးသူကသူလာလို့ကြားရင်ကြားလိုက်တာပဲဒီသချင်းကြီးကြတော့ဂယုဒဇိုက်လိုက်ပြီးတော့မှတ်တယ်အဲ့တော့သချင်းကြီးရဲ့တီးလုံးတီးခွက်မန်တော်လေးတွေပပျိုးတော်လေးတွေယိုးရယာတော်လေးတွေပေါ့နော်ဒီလိုအတော်လေးတွေကိုနဝင်ချူရင်းကနေပြီးတော့ဒီစာသားတွေကိုလည်းအင်မတန်မှသဘောကျတယ်စာသားဟာဘာလဲလို့လည်းကိုဟါကိုတွေးတယ်အတိတ်ပဲအဲ့လိုတွေးပြီးတော့ဒီရှေးခေတ်ကနန်းတွင်းကနော် တကယ်နန်းတွင်ရိုးရာယဉ်ကျေးမှုတစ်ချက်နေအဲ့ဒါတွေကိုကြိုက်နှစ်သက်ခဲ့တယ်။စပြီးတော့သင်ခဲ့တာကတော့ပထမတော့ဝါသနာရှင်ဂီတဆရာပေါ့ဦးထွန်းဘေးလို့ခေါ်ပါတယ်။သူကတော့နာမည်ကျော်မဟုတ်ပါဘူး။အဲ့ဒါသူနဲ့တချင်းကြီးတွေသင်တယ်။သင်ပြီးတော့နောက် A1 ဖလင်းကဆရာမကြီးရုပ်ရှင်မင်းသမီးကြီးဒေါ်မေတန်းပေါ့နော်။သူရှိမှသင်ယူပြီးတော့အဲ့ဒီအမေဒေါ်မေတန်းဝိုင်းကပဲတချင်းကြီးတွေကိုလွှင့်ခဲ့ပါတယ်။ ဟိုအမေတော်အောင်ကြီးတို့ဟိုရင်အမေတော်ဆောမြအေးကြီးတို့အဲ့ဒီအထီလိုက်ပြီးတော့မြိုင်ဓာတ်တွေနှစ်ပါးသွားဆုံနေဆိုဟန်နေအမေတော်ဒီလူညွန့်စီရရလိုက်ပါတယ်အဲ့နောက်ပိုင်းတော့အဲ့ဒါဆရာကြီးဦးတောက်တို့ဇန်းမရဆရာတွေပေါ့အကုန်လုံးတင်ပါတယ်ဥစိန်ဘူတင်တို့ရောသူတို့နောက်ပိုင်းလူငယ်တွေပေါ့နော်သူတို့တွေရှိရလဲတင်ပါတယ်သခိုင်းဦးလာရွှေတို့နောက်အမေတို့ဟင်းသားကြီးတို့ပေါ့ဦးလာရွှေရဲ့ဇနီးပေါ့နော်သူတို့ရှိရနေတင်ယူခဲ့ပါတယ်အများဆုံးတင်တာကတော့အမေတို့အောင်ကြီးရှိရနေအများဆုံးတင်ပါတယ် ပညာရဲ့ဟာလူငယ်လူလက် လူကြီးအလုံးအတွေ့ဘလောက်ထိအရေးပါတယ်ဆိုတဲ့အကြောင်းအကျိုးကျေးဇူးရှိပုံနဲ့လိုက်စားတဲ့အကြောင်းကိုလည်းဒေါ်တင်းတင်းမြတ်ကဆက်လက်ပြီးတော့ပြောပြသွားပါတယ်ရှင်အဲ့တော့ဂီတဟာလူတွေရဲ့အသက်ပဲเนาะဂီတမရှိရင်လူတွေလည်းအသက်မရှင်နိုင်ဘူးเนาะငွေကလေးကပဲကလေးငိုတယ်ဆိုရင်အိုးအိုး အေးအေးဆိုအဲ့လိုလေးဂီတတန်လေးနဲ့ချော့တာဟိုဂီတဟာလူတွေအတွက်အသက်ရှိစေဖြစ်တယ်စိတ်ကြည်လင်တဲ့ဖြစ်ဖြစ်တယ်နောက်စိတ်ဒေါသတွေကို ဖြေပြောင်းနိုင်တယ်ဂီတကနော်မြမဂီတပေါ့အားလုံးအဲအဲ့ဒါတွေကိုဒါလိုက်စားလေးလာမယ်ဆိုရင်စိတ်တွေလည်းအလိုလိုနူးညံ့သိမ်မွေ့ပါတယ်လို့ကိုယ်စိတ်လည်းပြောရတယ်သူတို့ကလည်းစိတ်ချမ်းသာရတယ်ကိုကိုယ်တိုင်းလည်းကိုယ်စိတ်ဓာတ်ဟာတဖြည်းဖြည်းနူးညံ့သိမ်မွေ့ပါတယ်ဂီတပြောင်းရင်လူမျိုးပြောင်းတယ်လို့ဆိုရိုးစကားရှိတယ်လေအဲ့တော့ဂီတမတိမ်ကောအောင်ဒီသချင်းကြီးသချင်းကန်တွေကိုလည်းလိုက်စားသင်ပါတယ်မြမသားသချင်းတွေကိုလည်းလိုက်စားသင်ပါတယ်ယနေ့လူငယ်တွေသဘောကျတဲ့ဒီခေတ်ပေါ်တွေလည်းဒါကလည်းလိုက်စားသင်တယ်ဒါကလည်းအများ တွက်ပေါ့နော်ဒါလည်းအများအတွက်ပြောပြမှုမှာအင်မတန်မှအခွန်အားတွေဖြစ်ပါတယ်မြမဂီတာကိုလက်ဆင့်ကမ်းအမွေယူကြမယ်လူငယ်တွေစိတ်ဝင်စားလာစေမယ်အကြောင်းရင်းတွေကိုလှုပ်ပေးသင့်တယ်ဆိုတဲ့အကြောင်းကိုလည်းမြမနိုင်ငံဂီတာအစည်းအရုံးဗဟိုမှဒုတိယဥက္ကဋ္ဌဂီတာစာဆိုကိုလွင်မြင့်ကအခုလိုအကြံပေးစကားပြောကြားခဲ့ပါတယ် မာဂိတအမနာခက်ပါတယ်အလားတူပဲမမဂိတလည်းခက်ပါတယ်နော်ရုံမြင့်တန်ကြားမှာလည်းမာဂိတတွေကိုထုတ်လင်းပြောလို့ရတယ်စိတ်ဝင်စားတော့ပရိုဂရမ်လေးပေါ့နော်တေးတေးဘော်လေးတွေပေါ့နော်အာဒါတော့ညီမအတန်ပုံကိုယ်တွေလုတ်ခဲ့တာပါအယုံနဲ့အတန်နဲ့လူတွေကတော်များများရုံမြင့်တန်ကြားကိုစိတ်ဝင်စားတယ်အလားတူပဲမြမဂိတသမားတွေအစိုးတွေလည်းညီမရုံမြင့်တန်ကြားလွှင့်ပေးမှပြူရောရောက်မှာတို့တို့နိုင်ငံမှာတော့ဂိတနဲ့ပတ်သက်လို့အဲ့ဒါလေးလုတ်ပေးဖို့လိုအပ်ပါတယ်မှားတော့မြမဂိတမြန်မာနိုင်ငံမှာပျောက်ကွယ်စရာအကြောင်းမရှိပါဘူး အချိန်နေအချိန်ကကြသူကနန်းလေးမင်းမိနေတဲ့သဘောပဲရှိတယ်။ဘာပြောပြောမြမဂီတာအချိန်ဝင်နဲ့သူ့အတူရှိနေမှာဖြစ်တယ်။ဂီတတချင်းကြီးတွေကိုပြည်သူကြားပြည့်နှံ့စေဖို့နဲ့ဂီတပညာရှင်ကြီးတွေကိုတက်မိုးထားဆောက်ရှောက်ပေးရင်ပြန်ပွားအောင်လုပ်တင်နေဆိုတဲ့အကြောင်းကိုလည်းဂီတစာဆိုကိုလင်းမြင့်ကအခုလိုပြောကြားသွားပါရဲ့ရှင်။မြန်မာဂီတကိုမျိုးဆက်တဲ့လက်ခံမဲ့ကလေးတွေဒီနေ့အချိန်ဝင်နဲ့ ဝိုင်းဝင်းပြီးတော့ပါဝင်နေရှိတယ်အဓိကတော့ဂီတကိုမြန်လို့တဲ့ပြည်သူကလည်းမြမဂီတကိုအောင်စိုက်ပေးဖို့လိုအပ်ပါတယ်နိုင်ငံတော်မှာရှိတဲ့တောင်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းမြမဂီတကိုထိန်းသိမ်းဖို့မမနဲ့အားလုံးပြည့်တယ်ပေးဖို့လိုအပ်ပါတယ်အဲ့တော့မြမဂီတသမားတွေပေါ့အထူးသဖြင့်အသက်ကြီးတဲ့ဂီတပညာရှင်ကြီးတွေဥရောပကဂီတစင်းဝင်ကလည်းတာဝန်ရှိသလိုပဲနိုင်ငံတော်ကလည်းတန်တဲ့များပံ့ပိုးပြီးတော့မြမဂီတကိုမျိုးဆက်တည်တည်ပြန်ပွားပြီးတော့လုပ်ဖို့လိုအပ်ပါတယ်ဂီတပညာရှင်များရဲ့ဂီတမြန်လို့တဲ့ပြည်သူရဲ့ နိုင်ငံတော်မှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကဝိုင်းဝန်းပြီးဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ထင်ပါတယ်။တိုးတော့မြမတချင်းနေနဲ့ပတ်သက်လို့များများလွန့်ဖို့လိုတယ်များများစုဖို့လိုတယ်များများပြည်သူတွေကိုရောက်ဖို့လိုတယ်အဲ့လိုလုပ်ပြီးတော့ကလေးတွေလည်းစိတ်ဝင်စားမယ်လို့ထင်ပါတယ်နောက်တစ်ချက်ကနိုင်ငံတော်ကကျင်းပတဲ့စကိုရေးတီးပြိုင်ပွဲတွေမှာစုရတဲ့ကလေးတွေကိုနိုင်ငံတော်ကချီးမြှင့်ပြီးတော့တိုက်တန်တာပေးဖို့လည်းလိုအပ်ပါတယ်ဒါမှမြမဂီတမျိုးဆက်တဲ့တွေထုံးကားမှာဖြစ်ပါတယ်တော်ဒါရှင်များရှင် မြမဂီတာကိုလူအများစိတ်ဝင်စားမှုမြင်မာလာစေရေးမဂီတာတခြင်းကြီးတွေကိုထိမ့်သိမ့်မှုတွေဆက်လက်ရှိနေစေရေးဂီတာပညာရှင်တွေကိုတံပိုးထားဆောင်းလျှောက်ရေးစတဲ့ရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းနေတဲ့ဂီတာပညာရှင်တွေနဲ့မေးမြန်းခဲ့တာကိုထာဝရလှပမြမဂီတာအစီအစဉ်ကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ဒီနေ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တဲ့သူတွေကတော့ကျမမေတ္တဖုံမြင့်နဲ့မမအေးထွန်းတို့ပဲဖြစ်ကြပါတယ်မြမတန်ရဲ့သတ္တရှင်များအားလုံးပဲရှင်လန်းချမ်းမြေနိုင်ကြပါစေရှင်